အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါမှာတော့ဆရာစန်းကျော်စွာဝန်ကြီးတက်ထားတဲ့အခုခေတ်ကာလအခြေအနေနဲ့လိုက်ရောညွှန်ထွေးချင်နေတယ်ဆရာကဒီခေတ်ကာလအခြေအနေကိုခန်းစားပြီးရေဖွဲ့ပေးထားတဲ့ကြပြလေးတစ်ပုဒ်ကိုရွှေစုပေးချင်ပါတယ်ကျွန်မအဝေးပါရှိစုမဲစုပိုင်ဆိုင်မှုလေးတွေရောင်းချပြီးနိုင်ငံသားထက်အလုံးလုံးမဲ့လူငယ်တွေတ လေးစိတ်ကရှင်လို့ထွက်ခွင့်မရတာပါထိုင်းနဲ့စင်ကာပူကို EDM ပွဲသွားကြည့်သူတွေအပြင်းပြေဈေးဝယ်ထွက်သူတွေကြာအေးအေးဆေးဆေးထွက်လို့ရတယ်အဲ့ဒါကျုံးမွေးလူရန်းစားတွေဘယ်နေရာမှမစိုးဖိနစ်ခဲရခြင်းပဲဒီအတိုင်းနာ၃နှစ်လောက်ပဲကြာကြည့်ငူပညာရှင်ဆိုတဲ့ကောင်ကြီးရယ်ဆယ်လီဆိုတဲ့ကောင်ကြီးရယ်အရန်ချမ်းလာတဲ့တိုင်ဝမ်ရယ် တကြီးရွယ်ဦးရရဲ့ကလေးတငယ်တွေရဲ့မတန်ဆွမ်းနဲ့မချမ်းမာသူလူရဲ့တာဒီနိုင်ငံမှာကြံခဲ့ပြီးအခြေခံလူရန်းစားအရွယ်ကောင်းကြောင်မှလူငယ်အများစုပျောက်ွယ်သွားဖို့များတယ်။တတိနဲ့နေတတိနဲ့စားဖို့ငါကောင်းလို့ရငါလည်းဒါပဲမာနိုင်တယ်။အားလုံးပဲပြီးကင်းလုံးကြပါစေရှင်။